ောက်လိုက်ခေါ်တော့ဒီနေ့ဂျွန်လ20ရက်နေ့မှာသူတို့နိုင်ငံပိုင်သတင်းစာအနေနဲ့ရှင်းကြတယ်သူတို့ရဲ့တတ်မှတ်ထားတဲ့နောက်ဆုံးရက်ကိုဇူလိုင်17ရက်နေ့အထိနောက်ဆုံးတတ်မှတ်ထားပြီးပြီတဲ့နောက်ဆုတ်ပေးပါတယ်တဲ့ဆိုပြီးတော့ဆိုတော့ဇူလိုင်ဇူလိုင်ဇူလိုင်အဲ17ရက်နေ့နောက်ဆုံးထားပြီးတော့ဒီဒူရဲလောင်းနေဖြစ်နေရှောက်ထားလွာနေရှောက်လို့ရပါပြီတဲ့ဆိုပြီးပြောတယ်အဲ့တော့ဒူရဲလောင်းဖြစ်မဲ့သူတွေရဲ့ qualification ပါလဲဆိုတော့မေးပြီအမေးပြီပေါ့နော်အဲ့အစိုးရအသိမှတ်ပြုတက္ကသိုလ်တစ်ခုကနေဘွဲရရှိထားရမယ်အသက်25နှစ်အောက်ဖြစ်ရမယ်အင်ဂျင်နီယာဘွဲသမို့မဟာဘွဲရတဲ့သူတွေအထက်ကတော့အသက်30အထိဖြစ်ဖို့လိုတယ် ရတယ်ဆွလို့ရတယ်ပြီးတော့အမှုခင်းကင်းရှင်းရမယ်။နောက်အမျိုးသားတွေတော်ဆိုရင်အရ၅ပြည့်နဲ့၄လမှာရှိရမယ်။ပေါင်ချိန်က130ရှိရမယ်။130နဲ့140ကြာရှိရမယ်။အမျိုးသမီးဆိုလည်း၅ပြည့်၃လမှာရှိရမယ်။ကိုယ်လေးချင်းပေါင်း65နဲ့140ရှိရင်ကန့်သက်ထားပဲဆိုပြီးတော့ဒါပြောကြတယ်ပေါ့နော်။ဒါတတ်မှတ်ထားတယ်ပေါ့။ကျွန်တော်ဒီနေ့မှာကြုံဆက်လို့ထည့်ပြောဦးမယ်။တစ်ချိန်လုံးက28ခင်းချင်းစားတဲ့ချိန်မှာဘုံစုံကြီးမင်းအောင်လိုင်းကိုဝိုင်းပြီးတော့လောင်ကြတာရှိတယ်။၄ပြည့်ရှိ၄ပြည့်ရှိဆိုလောင်တယ်။အဲ့လောင်တဲ့သူတွေရဲ့တချို့ကသူတို့ကိုယ်တိုင်တော့သူတို့ရဲ့ဟိုဦးဝင်းမြင့်ကြီးကိုပေးသွားတိုက်ကြည့်ရလားမသိဘူး။ တို့ရဲ့တို့ရဲ့ energy ကဝင်းမြည်ယူပေးသွားတိုက်ကြည့်ရလားမသိဘူးပေးကြည့်ဆွတ်တိုက်ကြည့်ရလားမသိဘူးတက်မတော်မှာအဲ့ဒါလေးစံပတ်ပေးမတိုက်ဆိုတော့တိတ်တိတ်ရတယ်ဘိုးချမကြီးကိုသွားပြီးလေးပေရှင်လေးပေရှင်သွားပြီးတော့တက်ဒီအဲ့ဒီပြောတဲ့အုပ်စုကဘယ်လောက်စံပတ်ပေးမတိုက်ဖြစ်လဲဆိုတော့တိတ်တာတယ်စံပတ်ပေးမတိုက်ဖြစ်ပြီးတော့ဟိုပိမ့်သွားတာပေါ့နော်ဟိုရုပ်တိရှိမရှိရှိရှိမရှိရှိငါတို့ပြောရရင်ပြီးရောဆိုချက်ပြောတာဗီဇာအဲ့လောက်ပိမ့်သွားတာဆိုတော့ဘိုးချမကြီးတို့တက်မတော်မှာဘိုးလောင်းတင်နေခေါ်တာအရင်အနည်းဆုံး၅ပေနှစ်ကစတာဘယ်လိုလေးပေရှင်လဲရမယ်စဉ်းစားကြည့်လေ၅ပေနှစ်ကစတာ တော့အဲ့ဒါကို၄ပေရှင်း၄ပေရှင်းခေါ်ကြတယ်လို့အခုရဲတော်ကခေါ်တာဘလို့၅ပေလေးကဲဘယ်နဲ့လို့အဲ့တော့ခုန၄ပေရှင်းဆိုတာကြောက်တကယ်တော့အဲ့ဒီနီဘိန်းအုပ်စုရဲ့ဗီဇာအဲ့လိုပဲသူများကိုနှိမ်ဖို့ဆိုရင်နှိမ်ပြောဖို့ဆိုရင်ကိုလူကိုနားလို့နားမမသိနှိမ်နဲ့ပြောတာကိုလူနားလို့နားမမသိနှိမ်ပြောတာသူများကိုနှိမ်ချင်းနဲ့ကိုလူနားနေမှမသိဘူးသူတို့ပြောတဲ့ဗိုလ်ချုပ်ကြီးကို၄ပေရှင်းလို့ပြောရမယ်ဦးဝင်းမြင့်ကပိုးဆိုတယ်အဲ့ဒါသူတို့မသိဘူးနော်အဲ့ဒီတော့လောင်ပါဗောမင်းတို့ဘောမနေတဲ့ဒီမင်းအောင်လိုက်အရက်ကိုလဲကြည့်လိုက်အောင်လေ နိုင်ငံတကာနဲ့ရင်မောင်တန်းနိုင်ရလားလို့เนาะငားပြီနှစ်ဆိုလဲကွာယောက်ျားတယောက်ရဲ့ရှိတင်ရှိတိုက်တဲ့အရန်မောင်းနဲ့တခြားစီပဲအဲ့တော့ယုတ်တိမရှိရှောက်ပြောနေတာမင်းတို့ဘောမှာငါပိန်းတွေเนาะကြော်မျိုးမင်းကြော်မျိုးမင်းမင်းတို့ဒီအကျန်းဖတ်စစ်တပ်ကခွေးတွေอ่ะဒီခွေးတွက်ဘောမအရင်နဲ့ခွေးတက်ဘုံငုံနေရတဲ့မင်းတို့อ่ะရောမင်းတို့ရဲ့ဘဘကြီးမင်းအောင်လှိုင်ကရောအရက်တွေမမိတာမဟုတ်ဘူး ုံနောက်ညံရည်ညံသွေးတွေပါလိုက်လို့ကိုမမိတာဒါတော့မင်းတို့ကလူလူကောင်းကောင်းအမေစုနဲ့လိုက်ပြီးတော့နှိုင်းရှင်ဂျင်နေသေးတယ်ဘယ်နေရာများရှင်လို့ရလို့လဲပြောစမ်းမအောင်ကွာတခြားရည်ချင်းတွေမပြောနဲ့နော်အရက်တောင်ရှင်လို့ရလို့လားငါတို့ရဲ့အမေစုနဲ့အဲ့တော့ငါတို့ကိုမင်းတို့ကညီပိန်းညီပိန်းနဲ့ပြောနေကြတယ်အဲတကယ်တမ်းပိန်းနေတာငါတို့မဟုတ်ဘူးမင်းတို့နော်မင်းတို့ကဒါမင်းတို့လို့ဟိုမင်းတို့ကဒါခိုင်းတာလုပ်နေကြတယ်ဘောမနေရနော်အဲ့တော့ ခိုင်းတာလို့ဘောမနေရဖြစ်တဲ့အတွက်မင်းတို့ကဒါပိနေတာငါတို့ကကိုပိုင်အုံအောင်နဲ့ကိုပိုင်ဆုံးဖြတ်ချက်နဲ့အမှန်တရားဘက်ကရက်တည်နေကြတာအဲ့တော့ဒီအနေချောင်းအစားချောင်းနေပီယောပြောကြရလှုပ်ပြောနေတဲ့မင်းတို့မင်းတို့လိုမျိုးမဟုတ်ဘူးเนาะငါတို့တော်လန့်ပြည်သူတွေကငါတို့တော်လန့်ပြည်သူတွေအားလုံးကအုံနောက်ရှိတယ်အရေးချင်းလည်းရှိတယ်ထားပါဒီကောင်เนาะကျွန်တော်တို့ကျွန်တော်တို့ရဲ့လူလူခေါင်းဆောင်အမေစုကိုဒီကောင်စော်ကားတာအခုဒီမှာကြည့်ထပ်ပြီးတော့စော်ကားရတာရှိသေးတယ်ဘုံအောင်ပါဆိုပြီးပြောတယ် အဘိုးကုန်းမှမဟုတ်ဘာညာပြောတယ်ပြောတယ်မလားအဲပြီးတော့ပြောဒေါ်ဆန်းသူကြီးကဟိုကမိုက်ကယ်အရီနဲ့ညားထားကြတော့သူမေ့တယ်မသိအောင်ဆောင်ပြီးတော့ပြောတွေ့နေတာပန်ဆယ်လိုတူပန်ဆယ်လိုပေါ့နော်ပြောနေတာကဲအဲ့လိုမျိုးကြတော့သူဒေါ်ဆန်းသူကြီးကိုတွေ့နေရလားဟုတ်ဘကူတွေ့နေမသူတွေ့နေမသူတွေ့တော့တွေ့နေဘိုးကုန်းမှဘာညာတွေ့တာပန်ဆယ်လိုတွေ့ရခဲ့တာမှတ်မိသေးလားကျွန်တော်ပြောတာမဟုတ်ပန်ဆယ်လိုရေးထားတာတော့ချီဖတ်ကြည့်ဦးဆိုတော့သူများကိုတွေ့ဖို့အတွက်ကိုကိုလူနာလို့နာတော့မသိဘူးစွတ်တွေ့တဲ့ဒီပိန့်သွားတာအဲ့ဒီအုပ်စုအခုတော့မှရဲတော်၅ပဲလေးခေါ်တယ်လို့ဒါတိုက်ဆက်လို့ပြပါတာပေါ်ကြောင့်မကြီးကို၄ပဲရှိလို့ပြောရင်တော့ခင်ဗျားတို့ဘလောက်ပိတ်လဲဆိုတာသိတာ အဲ့တိတ်တိတာလုံးနဲ့ဒါပါတော့ဦးဇုံကြီး၅ပေဟိုဟို၅ပေ၄လောက်၅ပေ၅လောက်တော့ရှိပါဦးဦးဇုံကြီးနော်အဲ့တော့နိုင်ငံဂျာသားနဲ့လက်ထပ်ထိန်းချလိုက်တာ ਨੇ မင်းတို့အခုလိုစကားတွေထည့်ပြီးတော့ပြောချင်ရပြောလို့ရတာဖြစ်သွားရောလားနိုင်ငံဂျာသားနဲ့လက်ထပ်ထိန်းချတာဆိုရင်အပြစ်တစ်ခုဖြစ်သွားရောလားမင်းတို့ဘောမှာငပိမ့်နေရမင်းတို့ပထွေးမင်းအောင်လိုင်းခွေးတက်က ရိုက်သွင်းပေးထားတဲ့ဒီမျိုးဆောင်ဥပဒေဆိုတဲ့မိုင်းတွေကိုမိပြီးတော့မင်းတို့ကဒါပိန်းနေတာမင်းတို့တကယ်ကောင်းနေနော်ဘာဖြစ်လဲကွာနိုင်ငံသားသားနဲ့လက်ထက်တာလူချင်းချင်းမေတ္တာများလို့ပေါင်းဖက်တာမှာဘာမျိုးဆောင်ဥပဒေတွေလာလုံနေလားဟမ်ဖုံသွားရှူလိုက်ကြပါလားမင်းတို့ကောင်းတယ်နော်မင်းအောင်လှိုင်ရဲ့နော်တခိုးမှကျူကျူလောက်ပါခေါ်ပြီးတော့မင်းတို့ထိုင်ပြီးဖုံရှူနေလိုက်ကြအဲ့ဒီမင်းတို့ရဲ့မျိုးဆောင်ဥပဒေဆိုတာကြီးနဲ့ထိုင်ပြီးဖုံရှူနေလိုက်ကြ လူတယောက်อ่ะกัวနှလုံးသားเนี่ยยွေးเฉกวนอ่ะเนาะโกบายซ้องเพชะอ่ะลุ่ละสวายွေးเฉกวนရှိတယ်ဒီလက်ထက်ထိမ်းများခြင်းမှာဘာတွေไลค์กั่นตัดပြီးတော့อิสลามเนี่ยอิสลามလူမျိုးเนี่ยอิสลามบาตาวินเนี่ยလက်ထက်เลยလို့ရှင်အာဘာကြီးဖြစ်သွားมาတို့คริสเตียนบาตาวินเนี่ยလက်ထက်เลยလို့ရှင်ဘာကြီးဖြစ်သွားมาတို့မင်းတို့ဘာသာရေးမိုင်းကြီးတိုက်ပြီးတော့ဒီမျိုးဆောင်ဥပဒေတွေဆိုတာကြီးတွေ ਨੇ မင်းတို့ไลค์ပြီးတော့မတို့ပြည်သူတွေကိုခေဆက်ဆက်မင်းတို့ စစ်အာဏာရှင်လက်ထက်မှာမိုင်းတွေတွင်းခဲ့ကြတာကွာအဲ့တော့မင်းတို့မျိုးဆောင်ဥပဒေဆိုတာကြီးတွေကိုခေတ်ဆက်တဲ့မိုင်းတွေတွင်းခဲ့ပေမဲ့လေအခုခေတ်မှာမရတော့ဘူးနော်မင်းတို့အခုခေတ်မှာမရတော့ဘူးမင်းတို့အကြမ်းဖက်စစ်ခွေးတွေကငါတို့ပြည်သူတွေကိုလူမျိုးရေးခွဲခြားဖို့အတွက်ဘာသာရေးမိုင်းတွေကိုခေါင်းထဲကိုရိုက်သွင်းပြီးတော့ဒီမျိုးဆောင်ဥပဒေဆိုတာကြီးတွေနဲ့အုံနောက်မရှိလာလာတိုင်းတာနေတာဒီနေ့ခေတ်မှာမရတော့ဘူးဘာဖြစ်လဲကွာယူကျင်နေသူနဲ့ယူတာ အဓိကကတော့ဘာလဲဆိုတော့လူကိုလူလိုမြင်တတ်ဖို့ပဲလိုတယ်ကွာမင်းတို့အခုဘောမနေတယ်မင်းအောင်လှိုင်လိုမျိုးเนาะလူကိုလူလိုမမြင်တတ်ဖဲနဲ့ပြည်သူကိုပြည်သူလိုမမြင်တတ်ဖဲနဲ့ထင်တိုင်းနေလေနေနဲ့ဘုံကျဲခိုင်းလက်နက်ကြီးတွေနဲ့ပစ်ခိုင်းအိမ်နေကိုမီးရှို့ကြေးရွာတွေကိုမီးရှို့နေမင်းတို့လူကိုလူလိုမမြင်ကြဘူးလေဟမ်ဗမာလဲမင်းတို့ရဲ့မျိုးဆောင်ဥပဒေမင်းတို့ရဲ့ဘာသာရေးမိုင်းနေတဲ့က နဲမင်းတို့ဗုဒ္ဓဘာသာဆိုပြီးတော့ကွာမင်းတို့ဗဇက်ကတာဖယားဖယားစောက်ပေါက်ပန်း40ရှောက်လုံနေတာမင်းတို့ဖြစ်နေတယ်ဘာသာရေးမိုင်းတွေကိုပြည်သူတွေကိုသွင်းပြီးတော့မင်းတို့ကိုယ်တိုင်ကြတော့ဒီဘာသာရေးနဲ့ပတ်သက်ပြီးဘာတွေများစင်ကျင်တာရှိလို့လဲဟမ်ဗုဒ္ဓဘာသာဆိုပြီးတော့ဗုဒ္ဓဘာသာလူလူချင်းတောင်မှကိုချင်းစာတနာပြီးတော့ဆက်ဆံရမယ့်ဟာမင်းတို့ကအားရှိနေတိုင်းမင်းတို့လူတတ်နေအကြံဖတ်စစ်တပ်က ဒါဟိုဘာသာရေးမိုင်းနေပြည်သူတွေကိုခေဆက်ဆက်တွင်းခဲ့ပြီးတော့ဒီမျိုးဆောင်ဥမှုတွေဆိုတာကြီးနေねငါတို့ပြည်သူခေါင်းဆောင်လူထုခေါင်းဆောင်အမေစုကိုမင်းတို့ကပြောချင်တိုင်းလာပြောနေတာမင်းတို့ပြောချင်တိုင်းပြောရအောင်မင်းတို့မင်းတို့နဲ့တူလို့လားတန်လို့လားဟမ်မင်းတို့အခုစစ်ခွေးမင်းအောင်လိုက်မေးလို့မရောက်လိုက်နေတော့မှမင်းတို့ဘာရှင်လို့ရလို့လဲဘာမှရှင်လို့မရဘူးလေကြိုက်တဲ့နေရာရှင်လိုက်ကွာမင်းတို့အရေးချင်းမပြောနဲ့နိုင်ငံတကာအလဲမှာ ငါတို့ရဲ့အမေစုနိုင်ငံတကာနဲ့ရင်မောင်တန်းပြီးတော့ဘလို့ရေချင်းပြေဝစွာဖြည့်ရှင်းဆောင်ရွက်လဲဆိုတာကိုခဏထားလဲအောင်မင်းတို့အဘပုရဲ့နော်မင်းအောင်လာရဲ့ဒီစောက်အရက်နဲ့ပဲမင်းတို့နှိုင်းရှင်လဲအောင်မအေလိုးတွေရဲ့ယုံတိမရှိရှောက်ရှောက်ပြောနေတာမင်းတို့အုံနောက်မရှိရှောက်ရှောက်ပြောနေတာမင်းတို့ငါတို့ညီပိန်းညီပိန်းလို့ပြောတကယ်တမ်းအုံနောက်မရှိပြောကြရပြောပိန်းနေတာမင်းတို့ သိလားမင်းတို့ဘောမပြီးတော့စစ်ခွေးတက်အလိုကြပြောကြရပြောတယ်အုံတော်မရှိဒီခကြီးမှာမရတော့ငါတို့တော်လန်ပြည်သူတွေအားလုံးကအမှန်တရားဘက်ကယက်တီနေတဲ့သူတွေအားလုံးကအုံတော်ရှိရဲကွာဘာဖြစ်လဲကွာယူကျင်တဲ့သူနဲ့ယူမှာဟမ်မင်းတို့ဘာရီလျှောက်ပြောနေရမျိုးဆောက်ဥပဒေနဲ့ပေါက်ပန်း၄၀ရီလျှောက်ပြီးတော့လူခွင့်ရီဒါလူခွင့်ရီကိုပိတ်ပင် တားမြစ်တာပဲလူခွင့်ရီချိုးဖောက်မှုတခုပဲလူသားတယောက်ရာတင်ရာထိုက်တဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုတာကိုမင်းတို့ကပိတ်ပင်ကန့်တက်တားဆီးရဒီဥရိနဲ့ဟုတ်ပါပြီကွာမင်းတို့ဒီမျိုးဆောင်ဥရိနဲ့ဘာသာရေးမိုင်းနေတိုင်းပြီးလုပ်တယ်မင်းတို့ကိုယ်တိုင်ကတော့ဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့ဘာတွေများစင်ကျင်ကြလို့လဲဆိုတာကိုမင်းတို့သိချာစဉ်းစားကြအုံတော့မရှိတာမင်းတို့เนาะအဲ့တော့နိုင်ငံခြားသားနဲ့ယူတိုင်းတာအပြစ်ဆိုကြီးဆိုလို့ရှင်မင်းစစ်တမ်းလိုက်ကောက်လိုက်မင်းစစ်တမ်းလိုက်ကောက်လိုက် ော်ငပိန်းကောင်ငပိန်းကောင်ကြော်မျိုးမင်းမင်းစစ်တမ်းလိုက်ကောက်လိုက်ငါလဲကွာနိုင်ငံသားသူနဲ့ယူရင်ယူမှာပဲဘာဖြစ်လဲဒါဟာဘာလဲဆိုတော့ငါတို့လိုချင်နေတဲ့ငါတို့တိုက်ယူနေရတဲ့ဒီမိုကရေစီရဲ့အရာတာတစ်ခုပဲငပိန်းရဲ့တိလားမင်းတို့မင်းအောင်လာရဲ့ဒီမိုင်းနေအောင်มาပဲမင်းတို့ပိန်းနေကြတာเนาะအဲ့တော့ ဒါကတော့ဘောမလော်ဘီကြော်မျိုးမင်းရဲ့အုံနောက်မရှိမှုပဲဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တင်ဆက်ပေးချင်တာကတော့ကရင်ပြည်နယ်ကော့ဂရိတ်ကြုံတိုးလမ်းပိုင်းမှာတိုက်ပွဲများပြင်းထန်နေပြီးတော့အကြမ်းဖက်ဖက်စစ်ခွေးမိဆာတပ်ကစစ်ခွေးတွေဟာတေဆုံးမှုများပြားနေကြောင်းသိရှိရတဲ့သတင်းပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဇွန်လ19ရက်နေ့မှာကြုံတိုးမျိုးကနေပြီးတော့စစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းပူအောင်တပ်များက ဂျားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ခွေးအကောင်10နဲ့ချီတေဆုံးထားပြီးတော့လက်နက်ခဲယမ်းများတင်းစီရရှိထားကြောင်းကိုပြည်သူတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ဘွေစီဝါရဲ့ Lion Battalion စစ်ကြောင်းကထုတ်ပြန်ထားတာကိုသိရှိရပါတယ်ခင်ဗျာ Lion Battalion စစ်ကြောင်းဟာဆိုလို့ရှိရင်ကြုံတို့မျိုးတိုက်ပွဲမှာပြည်သူကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ KNL PDF ပူးပေါင်းတပ်များနဲ့ခွေးအင်အားယာနဲ့ချီစစ်ကြောင်းထိုးနေတဲ့ အကျန်းဖက်ဖက်စစ်ခွေးမိတ်စာတမ44နဲ့တမ55ပူပေါင်းစစ်ကြောင်းကိုရွှေနန်းတောင်စစ်စင်ကြီးအနေနဲ့ခုနှစ်တိုင်ကြေးရွာအနီးမှာကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း Lion Battalion စစ်ကြောင်းကထုတ်ပြန်ထားတာကိုသိရှိရပါတယ်ခင်ဗျာအကျန်းဖက်ဖက်စစ်ခွေးမိတ်စာတက်ဟာကော့ဂရိတ်မျိုးဝင်အမတ်စနစ်စစ်စင်ကြီးကိုကဲမှုဌာနချုပ်စကခစနစ်နဲ့မြို့ထဲမှာရှိတဲ့ အမှတ်60ခုခြေလင်းတက်ရင်ကိုစစ်ကူအများပြပို့နေကြောင်းကာဆာခစနစ်မှာရှိတဲ့အကျန်းဖက်စစ်ခွေးများကိုတော့ကော့ဂရိတ်မှာတဆင့်ဂျုံနိုးမြို့လမ်းပိုင်းသို့စစ်ကြောင်းထိုးစစ်ကူပေးပို့နေပြီးခလာရ60ခုတက်ရင်မှာရှိတဲ့စစ်ခွေးများကိုတော့အောင်စေရစစ်ကြောင်းရှိကိုစစ်ကူပေးပို့နေတာကိုသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ဒီဘောမလော်ဘီ အကျန်းဖတ်စစ်တပ်ရဲ့ဘောမလော်ဘီကြော်မျိုးမင်းရဲ့ရုတ်တိမရှိအုံနောက်မရှိ ပိန်းနေပြီးတော့ဒီမျိုးဆောင်ဥပဒေဆိုတာကြီးနဲ့လိုက်ပြီးတိုင်းတာပြီးကျွန်တော်တို့ရဲ့လူလူခေါင်းဆောင်အမေဒေါအောင်ဆန်းစုကြည်ကိုဒီစော်ကားပြီးပြောဆိုလာတဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးကျွန်တော်ပြန်လည်ပြီးတင်ဆက်ပေးတာပဲဖြစ်ပါတယ်။နောက်ကျွန်တော်တို့ဂျုံထိုးမျိုးမှာအကျန်းဖတ်စစ်ကောင်စီအကျန်းဖတ်စစ်ခွေးတွေကိုကျွန်တော်တို့ Lion Battalion VOA စေဝါရဲ့တပ်ဖြစ်တဲ့ Lion Battalion စစ်ကြောင်းကတိုက်ခိုက်တဲ့တရင်ပဲဖြစ်ပါတယ်။ ုတ်ကဲ့ပါကြည့်ရှုပေးခဲ့ကြတဲ့ဒေါ်လန်မိဘပြည်သူပေါင်းတနေ့တာလုံးမှာအချမ်းဖက်အာနာသိစစ်ရှုံးကောင်စီရဲ့ဘေးဒုက္ခပေးမှုရန်ပေါင်းကနေကင်းဝေးနိုင်ကြပါစီခင်ဗျာတနေ့တာလုံးမှာကိုစိတ်နှဖျားချမ်းမာရှင်လန်းချမ်းမြေနိုင်ကြပါစီခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကနေလည်းအခုလိုမျိုးဒီလိုမျိုးဒေါ်လန်ရေးသတင်းများကိုတင်ဆက်ပေးမှာဖြစ်လို့ Like and Subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာကြည့်ရှုပေးခဲ့ကြတဲ့တူရီယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ရှိပါတယ်ခင်ဗျာ